ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာလာမယ့်နော်မလာကိုရောက်ရင်အမျိုးသမီးအာဆာချန်ပီယံလိပြိုင်ပွဲ AFC Women Champion League ပြိုင်ပွဲရဲ့အုပ်စုဆင်ပွဲစဉ်တွေကိုစတင်ကျင်းပတော့မှာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံကိုစားပြု SP အမျိုးသမီးကလပ်အသင်းကတော့လက်ရှိမှာအသင်းအတွက်ကစားသမားတက်9ဦးခေါ်ဆူစီထားယူပါပြီအစောပိုင်းမှာသူတို့၄ယောက်ခေါ်ခဲ့တယ်အဲ့၄ယောက်ကဖြူဖြူဝင်စမ်းတော်တော်ရုံးရီလိုင်းနဲ့ဖြူဖွေးတို့ဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်ကစားသမားတက်9ယောက် ထပ်ခေါ်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။အငားထပ်ပြီးတော့ခေါ်လိုက်တဲ့ကစားသမားတွေကတော့ AR အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ဇုံရောင်နဲ့တော့ထပ်ဝေးဖြစ်ပါတယ်။နောက်ပြီးတော့တစ္ဆာအာမန်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ကိုသမမျိုးမြန်နေပါတယ်။မြန်နိုးခင်ခင်မိုးထွန်းတို့ဖြစ်ကြပါတယ်ခင်ဗျ။အဲ့တော့မြမလက်ရွေးစဉ်ကစားသမားတွေကိုဦးတော် အသင်းအတွက်ခေါ်ဆူပြီးလိုက်တာမို့ ISP အနေနဲ့လာမယ့်အမျိုးသမီးအာရှချန်ပီယံလိအဆူဆင်မှာတခုခုထူးထူးခြားခြားလုပ်ပြနိုင်မှာဆိုတာကို ကျွန်တော်တို့စောင့်ကြည့်ကြတော့မှာဖြစ်ပါရယ်ခင်ဗျာအမျိုးသမီးအာဆာချန်ပီယံလိအုပ်စုစစ်မှာ SP အမျိုးသမီးကလပ်တင်ကတောင်ကိုရီးယားကလပ်ဆူဝမ်ဂျပန်ကလပ်တိုကျိုဘာရီဘီလီဇာနောက်ကိုရီးယားကလပ်နေကိုရန်တို့နဲ့တောက်ဆူရဲ့ကြောင်းနေပါတယ်အဲ့တော့ဒီအုပ်စုကိုဖျက်ဆီးမှု SP အနေနဲ့ခက်ခဲကြိုးစားဖို့ရှိပါတယ်ဘာကြောင့်လဲဆိုတော့အုပ်စုတွေကြောင်းနေတဲ့အုပ်စုတွေပြန်ပတ်၃သိန်းလုံးကကိုထက်ကောင်းတလို့မခုံးတည့်ရနည်းနည်းမြင့်နေလို့ပါပဲခင်ဗျ SP အမျိုးသမီးကလပ်အသင်းပါဝင်တဲ့ ဒီအမျိုးသမီးအာရှချန်ပီယံလိအုပ်စုကအုပ်စုပွဲစဉ်အားလုံးကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိထားပါတယ်။အုပ်စုအဆင့်ပွဲစဉ်တွေကိုနိုဝင်ဘာလ9ရက်နေ့ကနေနိုဝင်ဘာလ15ရက်နေ့ထိရှင်ပြန်ကစားမှာဖြစ်ပါတယ်ခင်ဗျာ။အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲရဲ့ quarter final ဆင်ကိုအုပ်စု3ခုကနေအုပ်စုပထမနဲ့ဒုတိယရရှိတဲ့အသင်းတွေကတိုက်ရိုက်တလန်ကုန်ရရှိမှာဖြစ်ပါတယ်။အုပ်စုတတိယရရှိတဲ့အသင်း3သင်းပေါ်ထွက်လာမယ်။အဲ့ဒီအုပ်စုတတိယရရှိတဲ့အသင်း3သင်းတွေကအကောင်းဆုံးအုပ်စုတတိယနှစ်သင်းဟာလည်း ကွာတာဖိုင်နယ်တက်လှမ်းခွင့်ကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာဒီတော့ကစားသမားတဲ့၉ဦးအငားခေါ်ယူပြီးတော့အားဖြည့်ထားတဲ့ ISP မြို့သမီးကလပ်အသင်းတွေနဲ့ကိုမေကိုရီကိုကွင်းကိုပရိသတ်ရှစ်မောင်မှာဘလောက်ထိလုပ်ပြနိုင်လိမ့်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရင်ခေါင်းအောင်မှာဖြစ်ပါတော့ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ